အမေရိကန်နိုင်ငံကိုတရားမဝင်ရွှေပြောင်းရောက်ရှိလာသူရှီကိုတောင်ဆူဒန်စီနေနေခဲ့တာမှန်ကန်တယ်လို့ထရန့်ကအတည်ပြုပါတယ်။ပြောရမယ်ဆိုရင်တော့ထရန့်အနေနဲ့တကယ်ကိုဒီကိစ္စနဲ့ပတ်သက်ပြီးလုံးဝရှောင်ဖယ်နေခြင်းမျိုးမရှိဘဲတဲ့ပြောလာတာဖြစ်ပါလေ။နောက်ထပ်လည်းအဲ့ဒီလိုမျိုးရွှေပြောင်းလာသူတွေကိုထပ်ပြီးနေနေအောင်မယ်လို့ထရန့်ကပြောလာပါလေ။တရားမဝင်ရွှေပြောင်းချိန်ချသူနိုင်ငံသားတချို့ကို အဲ့ဒီလိုပို့တာဘာဖြစ်လို့လဲလို့ထရန့်ကပြောပါတယ်။မူလကအဲ့ဒီနိုင်ငံခြားသားတွေကိုဘယ်ပို့လိုက်လဲဆိုတာလှုပ်ဝက်ထားမဲ့ကိစ္စတော့အမေရိကန်အာဏာပိုင်ကြီးကပြောပေမဲ့မေ20နှစ်မှာတော့ထရန့်ကသတင်းတွေထွက်ပေါ်နေတဲ့အချိန်သူတို့ကိုတောင်ဆူဒန်စီလေကြောင်းကနေပို့တာမှန်ကန်တယ်လို့တည်ပြပါတယ်။အဲ့ဒီနိုင်ငံခြားသားတွေကရာဇဝတ်မှုကျူးလွန်ထားသူတွေဖြစ်တယ်လို့လည်းဆွဆွဲပြောပါတယ်။ ဒါပေမဲ့ American တရားရုံးတစ်ခုကအဲ့ဒီနိုင်ငံသားရှိအိုကိုနေနေတဲ့ကိစ္စဈာဝင်တောက်စီလိုက်တာကြောင့်တောင်စုတန်နီမြောက်သေးပဲအရှေ့အာဖရိကမှာရှိတဲ့ဂျီဘူတီမှာထိမ့်သိမ်းခံထားခြင်းဖြစ်ပါလေ။နေနေခရယာသူတွေထဲမှာမြန်မာနဲ့အရှေ့တောင်အာရှဒေသတွေနိုင်ငံတချို့ကနိုင်ငံသားတွေပါပါလေ။သက်ဆိုင်ရာနိုင်ငံတည်တည်ရဲ့အစိုးရတွေကသူတို့ကိုပြန်လက်ခံဖို့အားထုတ်လို့ဆောင်မှု ဘာမှမရှိဘူးလို့အမေရိကန်ဆိုရကပြောပါတယ်ဒါပေမဲ့ဘော့စတန်မှာရှိတဲ့ဖက်ဒရယ်တရားသူကြီးတူကအဲ့ဒီရွှေ့ပြောင်းချိန်ချသူတွေတက်ဆက်ကနေနင်းနေလိုက်တဲ့ကိစ္စဟာအစိုးပိုင်းကသူချမှတ်ထားတဲ့တရားဝင်မိန့်ကိုထရန့်ကချိုးဖောက်တယ်လို့ပြောခဲ့တဲ့နောက်သူတို့ကိုတောင်ဆူဒန်ထိဆက်မဖို့ပဲဂျီဘူတီမှာယာယီထင်းသိမ်းလိုက်တာဖြစ်ပါတယ်တရားသူကြီး Brian Murphy ရဲ့ကနဦးမိန့်ထမှာနေရနိုင်ငံစီမဟုတ်တဲ့နေနှင်းမှုတိုင်းမှာ သက်ဆိုင်ရာရွှေပြောင်းအခြေချတွေကိုနီးမဲ့လမ်းမှန်ကြိုတင်အသီးပေးရှင်းပြမှုတွေရှိတဲ့လို့ညွှန်ကြားထားပါတယ်။နေနေခံရသူတွေရဲ့ရှိနေတွေကတော့စည်ရဲနွမ်းပေါင်းမှုနဲ့ဖြီးတွင်းစစ်တမ်းခံရတဲ့တောင်စုတန်ကိုသူတို့ရဲ့အမှုတွေပို့ဆောင်ခံရမယ်ဆိုတာဟာလောကျုံကြီးရာရတမအေးစရာပဲလို့ပြောပါတယ်။ခန့်ကဘော့စရောမှာရှိပြီးချီနေမန်ကိုဘာမှနားမလည်တဲ့ဖက်ဒရယ်တရားသူကြီးတယောက်ကကဘာပေါ်မှာအဆိုးဆုံးရာဇဝတ်သားရှိဦးကို တောင်စုတဲ့ခီးစဉ်ကိုကြားဖြန့်ဟန်တာပြီးဂျီဘူတီမှာထိန်းသိမ်းဖို့အမိန့်ချမှတ်ထားကြောင်းပြောပါတယ်။ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနကဖော်ပြတဲ့မှတ်တမ်းတွေမှာတော့တောင်စုတဲ့စီပို့ဆောင်ခံရသူတွေဟာကျူဘာလာအိုမက်ဆီကိုတောင်စုတဲ့မြန်မာနဲ့ဘီယက်နမ်နိုင်ငံသားတွေဖြစ်တယ်လို့သိရပါတယ်။သူတို့တွေဟာလူသက်မှုနေကြံဖတ်မှုဓမြမှုလိုရာဇမှုတွေအတွက်ဖြစ်ရှိကြောင်းဆွဆွဲခံရပါတယ်။အမေရိကန်မှာတရားမဝင်ရွှေ့ပြောင်းအခြေချမှုတွေတတိယရောက်ဖြိုခွင်းဖို့ဆိုတာဟာ ူ့ရဲ့ရွေးကောက်ပွဲကြိုမဟာဗျူဟာမြောက်မဲဆွက်ကလေးဖြစ်ပေမဲ့လက်တွေ့အကောင်အထည်ပေါ်ချိန်မှာတရားဝင်တွေရဲ့ဂျားဝင်ဟန်တာမှုကိုကြုံတွေ့နေရတဲ့ပေါ်ထရန့်ကအကြီးအကျယ်စိတ်ပြက်နေပါလိမ့်။ဒါပြင်လူမှုကွန်ရက်မီဒီယာမှာတော့ထရန့်ကတရားသူကြီးတွေဟာထိမနဲ့သိမ်းမရတောင်းချက်နေပြီးနိုင်ငံကိုထိခိုက်စေတယ်ပြောပါလိမ့်။လက်တွေ့ဖြစ်ပြနေတာနဲ့သူတို့ကိုယ်တိုင်ဘာလုပ်နေလဲသူတို့တွေဘာမှနားမလဲဘူးပြောပါတယ်။ဒီကိစ္စတွေချက်ချင်းပြောင်းလဲဖို့လိုချောင်ရှိတာပါလိမ့်။ ပြီးတော့တရားဝန်ချုပ်အနေနဲ့ဒီရှုထုတ်ကိုအမြန်ဆုံးအဆုံးသတ်တင်တယ်လို့ခန့်ကတိုက်တွန်းထားပါတယ်။နောက်ထပ်သတင်းမဟုတ်ပြောချင်ပါတယ်။ဘန်နာကြီးပိုင်းဆိုင်ရာမှာအကြက်ရိုက်တိုင်ပတ်နေတဲ့ WHO ကိုနောက်9နှစ်တာအတွက်ဒေါ်လာသန်း900လှူမယ်လို့တရုတ်ကပြောပါတယ်။အမေရိကန်ကနှုတ်ဖက်သွားတဲ့အတွက်ဘန်နာယီအကြက်ရနေတဲ့ WHO ကိုတရုတ်နိုင်ငံကနောက်9နှစ်စာအတွက်ဒေါ်လာသန်း900ထည့်ဝင်ပေးမယ်လို့ဂျီနီဗာမှာကျင်းပတဲ့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ညီလာခံမှတရုတ်ကကြေညာပြပါတယ် WHO နေရာမှာအမေရိကန်နေရာကိုတရုတ်ကအစားဝင်လာတာပဲဖြစ်ပါလေတရုတ်ဝန်ထူးဝန်ကြီးချုပ်ကဒီနေ့ကမ္ဘာမှာပါတီစုံဝါဒစုံစုမှုတဲ့ကာလဖြစ်လို့ပြဿနာဖြစ်ရှင်းရမှာပုံမှုခက်ခဲလာပေမဲ့ကျမကြီးနဲ့ပတ်သက်တဲ့မဖြစ်မနေဆွန်ရှောမဲ့လုပ်ငန်းတွေဆက်လက်ကြောဖြတ်လှုပ်ဆောင်ရမှာဖြစ်တဲ့ဆိုပါလေဒါကြောင့်တရုတ်အနေနဲ့နောက်9နှစ်အတွက်ဒေါ်လာတန်900ထဲဝင်သွားမယ်လို့ပြောပါရယ်ကူလာ AGC တခုပြတဲ့ WHO ကိုယုံကြည်မရှိဘူးလို့ဆိုပြီးတော်နဲ့ထရန့်အမေရိကန်သမ္မတဖြစ်လာပြီးနောက် ဖွဲ့ဝင်နိုင်ငံဖြစ်မှနှုတ်ခတ်သွားတဲ့အတွက် WHO အတွက်အများဆုံးလှူဒါန်းတဲ့နိုင်ငံမှာရှိတော့တယ်နော်2026 29အတွက် WHO ကဘတ်ဂျက်21ရာခိုင်နှုန်းလျှော့ပြီးသုံးစွဲဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါကြောင့်ညီလာခံမှာအဖွဲ့ဝင်နိုင်ငံတိုင်းနောက်မယ့်နှစ်နှစ်တွင်ထည့်ဝင်လူဒါန်းငွေ20ရာခိုင်နှုန်းတိုးမြှင့်ပေးပါလို့တိုက်တွန်းခဲ့ပြီးတရုတ်ဟာအမေရိကန်ရဲ့ထဲဝင်လူတန်းဝင်အများဆုံးနိုင်ငံတွေမှာအစားထိုးဝင်ရောက်နိုင်ခဲ့ပြီဖြစ်ပါလေ နောက်ထပ်သတင်းပို့ပြောချင်ပါလေရှိခါကိုနေရင်နေလူရခံရခြင်းမှာဂါဇာစစ်ပွဲဟာပါလက်စတိုင်းတွေပေါ်ရက်ဆက်ဆုံးအဆင့်ရောက်နေပြီလို့ကုလသမဂ္ဂကပြောပါလေပါလက်စတိုင်းတွေဟာဂါဇာစစ်ပွဲရဲ့အရက်ဆက်ဆုံးအဆင့်ကိုကြက်ကြက်ခံရင်ဆိုင်နေရတယ်လို့ကုလသမဂ္ဂအကြီးအကဲကပြောပါလေဂါဇာမှာနှစ်ချီကြောင်းအစ္စရေးပိတ်ဆို့ထားမှုကိုဒစိတပိုင်းဖြေလျှော်ပေးပြီးနောက်ရှိခါကိုနေရင်အစီရင်စေကနန်းမြောက်လူရခံရလို့ ကုလသမဂ္ဂထရီတီမှုချုပ်ကအဲ့ဒီလိုပြောခဲ့တာပါဟာမတ်စ်ထင်မွေးရေးဆိုပြီးထိုးစစ်ချက်တွင်ရင်အရှိမြင့်လိုက်ချိန်မှာစာနေခါအကန့်တနဲ့ပို့နိုင်ဖို့ပြန်ခွင့်ပြုမယ်လို့အစ္စရေးကကြေညာပြီးနောက်စစ်ပေးတဲ့ဒေသတွေကိုအကူအညီတွေပြန်လည်စတင်ဝင်ရောက်နေပြီဖြစ်ပါတယ်အစ္စရေးရဲ့လေကြောင်းတိုက်ခတ်မှုရလဒ်ဖြစ်အနည်းဆုံးလူ82ဦးထပ်မံထပ်မံသေဆုံးခဲ့ပါတယ် ဒဏ်ရသူစေကနံမြတွေ့ရပါတယ်။ဘုံကျက်ခံရတဲ့အဆောင်အပြစီတွေအောက်မှာပျောက်ဆုံးသူအများအပြားရှိကြောင်းဂါဇာရက်ဘတ်ကာကွယ်ရေးအေဂျင်စီအရာရှိတွေကပြောပါတယ်။ကလဒမကထရီတွင်းချုပ်ကူဒရက်စ်ကဂါဇာကမ်းမြောင်မှာပါလက်စတိုင်းနဲ့ဒီလိုရက်ဆက်ကြုံတဲ့ပဋိပက္ခရဲ့အဆိုးဝါးဆုံးဆင်မှာကြင်ကြက်ခံနေရတယ်လို့မှတ်ချက်ဖြစ်ပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပို့ဆောင်ဖို့ပြုဖို့အဆင်ပြေချုံ့မှုစေဖို့အစ္စရေးကသဘောတူရမယ်လို့ Guterres ကထပ်ပြောပါတယ်။မကြသေးမီရက်တွေအတွင်းဂါဇာကိုဝင်မှုစ조사ခဲ့တဲ့ကိုနေရင်ကြီးအစည်းအဝေး၄00နီးပါးမှာ135စီးလောက်ပဲစုစည်းနိုင်ခဲ့ကြောင်းသိရပါတယ်။ဘာဖြစ်ဖြစ်အကြီးအကျယ်အကူအညီလိုအပ်တဲ့အခါအခုချိန်ထိအစ္စရေးခုမိထားတဲ့အထောက်ပံ့ရေးအားလုံးဟာလက်ဖက်ရည်တစုံစာပမာဏလောက်ပဲရှိတယ်လို့ Guterres ကညညာချက်တစုံမှာ ထဲသွင်းကြညာပြောသွားပါတယ်။နောက်ထပ်သတင်းမဟုတ်ပြောချင်ပါတယ်။ American San Diego မှာလေရင်ပြတ်ကျတဲ့ဖြစ်စဉ်မှာပါသာသူအလုံးသိဆုံးသွားပြီလို့ American သေပုဆောင်ရေးဘီကင်းပုတ်ဖွဲ့ကတီးပြလိုက်ပါတယ်။ San Diego မှာလေရင်ငယ်တစ်စီးပြတ်ကျခဲ့ပြီးမီးလောင်ကျွမ်းခဲ့လို့အဲဒီကိုပိုင်ဂျလိရင်ပေါ်မှာပါလာသူ6ဦးလုံးသေဆုံးခဲ့ပါတယ်။မေ23ရက်နေ့အစောပိုင်းက Montgomery Casper Public ကတော့ဒေသတည်တဲ့လေယာဉ်ကိုဆက်သက်ဖို့ချင်းကလာတယ် အင်ဂျင်နှလုံးတက် Cessna Citation လေငယ်ဟာတအားလိုက်ချိုးဖြတ်တော့ပြီးကောက်ဝဲလောက်ဘက်မှာရှိတဲ့စစ်တပ်အင်အားဝန်တွေပြက်ကျသွားခဲ့တာဖြစ်ပါလေ။လေဟာလမ်းမပေါ်အရှင်ပြင်းပြင်းပြုတ်ကျသွားပြီးချက်ချင်းပဲမီးလောင်ကျွမ်းပြီးအနီးနားရှိနေအင်းနေတဲ့မော်တော်ယာဉ်တွေပျက်စီးသွားပါလေ။လေဘော်ကဘသူမှအသက်ရှင်ကျင်းခြင်းမရှိပေမဲ့မြေပြင်ဘော်ကတော့ဒဏ်ရာရသူမရှိဘူးဆိုပါလေ။လူရည်အတွက်ထိကြတော့မသိပေမဲ့လေမှုပါဝင်အလုံး6ဦးလောက်ရှိတယ်လို့ဆိုပါလေ။လျှက်စစ်တပ်အမြင့်တက်မှုကြောင့် လေရင်ကွင်းမှာလေစိတ်ရာသီဥတုစနစ်ကအလုံးမလုံးတော့လို့လေစိတ်ပြေးလန်းပြီးပြစနစ်လည်းပြတ်သွားပါတယ်။မိမိပေါ်မှာလူရှိဦးကိုအခင်းဖြစ်ပေါ်တဲ့နေရာရဲ့အနီးမှာကုသမှုခံယူစေပါတယ်။မိလောင်မှုပြန့်လက်လာတာကြောင့်အနီးနားနေသူတို့ချွာသူတို့ရဲ့အိမ်ဒီကျင်းတွေကိုအနေရကင်းကင်းနေရာရွှေပြောင်းပေးမှုမှာအဓိကကြကြပါဝင်ဆောင်ရွက်ပေးခဲ့ပါတယ်။လင်းပေါ်လိုက်ပါလို့သူနှစ်ယောက်ဟာလင်းဖတ်ပုံနေထားတဲ့ company ပါရှင်ဂီတလုပ်ငန်းရှင် agent Dave Shafio နဲ့ Madeira Guitar ဖွဲ့ the give west pradama trendma how kitab punya shin daniel william lo phit chaw pi twin thadin media le ga phaw pya ba le naw that tin bo pyo chin ma le australia နိုင်ငံမှာရေကြီးမှုတွေဖြစ်ပေါ်နေပြီးတေဆုံးသူ၄ဦးထိရှိလာပါတယ်။တောင်နဲ့ချီတဲ့ပြည်သူတွေကိုဘေးလွရာရွှေ့ပြောင်းပေးနေရတယ်လို့သိရပါတယ်။ australia နိုင်ငံရှေ့တောင်ပိုင်းရေကြီးရရှမ်းဖြစ်စဉ်အတွင်းအမျိုးသားတဦးရဲ့ရုံလောင်းရေစီးနဲ့မျောပါလာတာကိုမေလ23ရက်နေ့ကတွေ့ရှိခဲ့ရပါတယ်။ ၃ရက်ကြာမိုးစမရွက်ရွာသွားပြီးနောက်တစ်မျိုးလုံးလမ်းကြောင်းပြတ်တောက်ခဲ့တယ်လို့နေပျက်စီးတဲ့ကြောင်တည်ဆုံးသူ၄ဦးထိတိုးလာပါတယ်။စေနီမျိုးမျိုးဘက်950ကီလိုမီတာအောက်မှာရှိတဲ့စိတ်ကန်နေမှာအမျိုးသားတဦးရုပ်လောင်းတွေ့ရှိခဲ့ပါတယ်။ခုတည်းမဲ့စော်ဘက်ကရေကြီးမှုစတင်ချိန်ကလေးကပျောက်ဆုံးသူတွေကိုရှာခွေရဲဆက်လုပ်နေတော့မှရာသီဥတုခြေတည်တည်ငြိမ်ပြီးနောက်ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းတွေပေးပို့နိုင်ဖို့စူးစမ်းနေပြီးရေပေးကြောင်လူ9000လောက်ကိုပေးလို့ရရွှေ့ပြောင်းခင်းရတယ်လို့ကယ်ဆယ်သမားတွေကပြောပါတယ်။ ဒါပေမဲ့ရေကြီးတဲ့ဒေသတွေမှာရှိတဲ့နေအိမ်တွေစီကိုမပြန်ကြပါနဲ့အုံးလို့ဒေသခံတွေကိုအာဏာပိုင်တွေကတတိပေးထားတယ်လို့သိရပါတယ်။နောက်ထပ်သတင်းမဟုတ်ပြောချင်ပါလေ။အင်ဒိုနီးရှားစမတ်ရာဂျိုနီကန်လွန်ပင်လယ်ပြင်မှာပြင်းအား9.8အဆင့်ရှိငလင်းလှုပ်ပြီးအင်ဂျင်တရာကျော်ပျက်စီးပြိုကျသွားပါလေ။အင်ဒိုနီးရှားနိုင်ငံဆူမာတရာဂျွန်နီမေ23ရက်နေ့မှာပြင်းအား9.8ဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ရာ အင်ဂျီတရားကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့အမေရိကန်ဘူမိပေတာသုတေသနဌာနကပြောပါတယ်အဲ့ဒီငလင်ဟာဒေသစံတော်ချိန်မနက်2:52မိနစ်ကစမတ်ထရာကျော်ဘန်ဂူလူပြည်နယ်နီးကန်လော့ပင်လယ်ပြင်ကိုဗဟိုပြုပြီးရေအောက်မြေအောက်အနက်68ကီလိုမီတာမှာလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်အင်ဒိုနီးရှားမိုးလေဝသဌာနကတော့အဲ့ဒီငလင်ပြင်အားကို ရစ်စတာစကေး6အဆင့်တက်မှတ်ပြီးအနက်48ကီလိုမီတာမှာဗဟိုချက်ဖြစ်တယ်ပြောပါတယ်။ဆူနာမီလိုင်းဖြစ်နိုင်ခြင်းမရှိဘူးလို့သတင်းထုတ်ပြန်ပါတယ်။ဗန်ကူးလိုပြည်နယ်မြို့တော်မှာအင်ဂျီတရာကျော်နဲ့အများပြည်သူဆိုင်ရာအဆောက်အုံ6လုံးထပ်မံပြိုကျပျက်စီးခဲ့တယ်လို့အင်ဒိုနီးရှားမြို့သားသဘော BNA ရော့ဘိုင်းအေဂျင်စီမှပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။ငလင်းကျောင်းအင်ဂျီ140လောက်ထိခိုက်သွားပါတယ်။လလုံးစေပြုတ်ပြင်းလို့မရသေးဘူးဆိုပါတယ်။ အန်ကူဒူလေဘန်ခေမှာငလင်ကြောင်းနေနှလုံးပြက်စီးခဲ့တယ်လို့လည်းသိရပါတယ်။နောက်ဆုံးသတင်းမှုပြောချင်ပါတယ်။အလွန်ပါလာတဲ့ Galaxy S25 at Samsung ဆိုးမရောင်းတယ်လို့သိရပါတယ်။ Samsung Electronics ရဲ့ပါလာသော smartphone တစ်ဖြစ်တဲ့ Galaxy S25 Edge ဟာ 5.8mm profile ရှိပြီးပေါ်ပါတဲ့ဒီဇိုင်းနဲ့160 gram သာလေးပါတယ်။အဲ့ဒီ smartphone ကိုကိုရီးယားမှာ တောက်ကြောင်တွေကစတင်မိတ်ဆက်ပါတယ်။ပေါ်လာတဲ့ပုံစံဖြစ်ပေမဲ့ S25 Ultra Flagship Model ဖြစ်တဲ့ Galaxy S25 Ultra ရဲ့ထပ်တူစွမ်းဆောင်ရည်မြင့်တဲ့ထိပ်တန်းကင်မရာပါပါလိမ့်။သူ့မှာကြေပြန့်တဲ့ဘောင်တွေအတွက်200 megapixel wide angle ကြေပြန့်တဲ့ပင်မကင်မရာနဲ့12 megapixel ultra wide ကြီးမားတဲ့ကြေပြန့်တဲ့ manbu တွေတက်ထားပါတယ်။ S25 Atco S25 series မှာရရှိနိုင်တဲ့ Galaxy ဉာဏ်ရည်တူ AI စွမ်းရည်သုံးတီးဖြည့်ကြိယာလေးပါပါတယ်။ဒါဟာ Samsung ရဲ့ယနေ့အထိစွမ်းထက်သော mobile processor ဖြစ်တဲ့နောက်ဆုံးထပ် Galaxy T3 Snapdragon 8 Elite chips ဆက်ပေါ်မှာလုံဆောင်ထားတာပါ။ S25 Atco အရောက်တော့ပြရနိုင်ပါတယ်။ Titanium ငွေရောင် Titanium အနက်ရောင် Titanium ရေခဲပြရောင်ဖြစ်ပြီးတိုးလောင်ထားနိုင်တဲ့ပမာဏကတော့256 GB နဲ့512 GB နှစ်မျိုးရှိပြီးဈေးနှုန်းကတော့ ဘရိတ်ဂန်ဒေါ်လာ1000ကျော်ကျသင့်မှာဖြစ်ပါလိမ့်1081ဒေါ်လာလို့သိရပါတယ် Galaxy S25 Edge ဟာထိပ်တန်းဒီဇိုင်းနဲ့ထိပ်တန်းဆွမ်းဆောင်ရည်ဖြစ်ပြီးတော့ဘာကိုမှ short ထားခြင်းမရှိဘူးလို့ Samsung ဌာနအကြီးအကဲကပြောပါတယ်